တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2015ဧပြီလ20ရက်နေ့ဧပြီလ30တောတွင်မှာဥတီချက်စစ်တွေယူမှန်းချက်စစ်တွေကိုလက်တွေ့ကောင်းထဲပေါ်နိုင်တဲ့ပိတ်နေရလာကြောင့်ကုန်ပြတ်ပွဲမယ်အိနေရလို့နေရတို့မှာပြင်ချင်းပြောင်းချင်းတိုးချက်ချင်းတွေအတွက်လုပ်တဲ့အကြံစီတွေရှိသူများအောင်မြင်မယ်နေရပြောင်းလဲတိုးတက်ချင်းတွေရှိမယ်ပတ်ဝန်းကျင်စစ်တွေနဲ့ဆက်ဆံရမယ်အလုပ်နေရာမှာပြောင်းလဲရှိမယ်ဘဝကံ အသစ်တွေအကုန်လုံးပေါ်လာမယ်ဒီကလအတွင်းစတင်လိုက်တဲ့ကိစ္စတွေဟာအထူးအောင်မြင်မယ်အကြံစီတွေရှိရင်လည်းလုံးသမျှရာရာဆင်ပြေခြင်းနဲ့ကောင်းသောကံဖွင့်ခြင်းတိုးတက်ခြင်းရဲ့အနှစ်သာရကိုမြေကြီးလက်ခံမလွဲရရှိမယ်၂၂နှစ်မှာရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တယ်၂၃ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရခြင်းအကျိုးပေးခြင်းရှိမယ်၂၄ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်မြစ်တာရေကံကောင်းမှပြည်သူတွေစားဝတ်မယ် 25ရက်နေ့မှာအလုတ်တိုးတက်မှုနဲ့အောင်မြင်မှုရဲ့နှစ်သာရတွေရ26ရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလုံးရမယ်အထင်မှားမှုတွေဖြစ်ရှင်းရတတ်တယ်အတိုက်ခံကြုံမယ်28ရက်နေ့မှာငွေကြေးကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်28ရက်နေ့မှာဥတည်ချက်စစ်နဲ့လုပ်ကင်မှုစင်ပြေမယ်မတော်တဆထိခိုက်မှုအနေနဲ့ဂရုစိုက်ရမယ်အနောက်တောင်ရပ်ကုန်တည်သွားစေနေရှိတတ်တယ်မနေ့9နိုင်တဲ့စေတံခွဲကြအသွမ်းလာနေတဲ့ဂရုစိုက်ရမယ် ကိုယ့်ရဲ့နေမှာငွေကြေးလက်ပွင့်ချင်းအလိုပြည့်စုံချင်းဘဝတွတ်တဲ့ချင်းတို့ကြုံမယ်30ရည်နေရတော့အရာရာကောင်းသောနှမိတ်နဲ့တွတ်တဲ့ချင်းကကြမာတွေကိုကြုံတွေ့ရမယ့်နေထားရှိပါလေအထူးပြုမှတ်ချက်ကတော့ဒီကာလအတွင်းဧပြီ28 29 30 30ရည်နေတွေကခေါင်းစိကောင်းရှော်ပြုရအတွက်အင်ဗတာကောင်းတဲ့ရက်ဖြစ်ပါလေအဲ့ရက်ဒီမှာခေါင်းစိကောင်းရှော်ပြုခြင်းသပင်းပုံသဏ္ဍာန်ပြောင်းလဲခြင်းတို့ကိုပြုနိုင်ရင်ထူးခြားတဲ့ကောင်းခြင်းရှိမယ်အနာရောဂါကင်းခြင်းနဲ့ကံကြမ္မာကောင်းခြင်းတွေကို ရရှိကြိုးပမ်းနိုင်တဲ့ကံခွင့်ရတဲ့ပွင့်ပါလိမ့်မယ်ဒီကာလအတော်အတွက်မှာတနင်္လာနေ့ကနေဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်တိလေးကိုကနန်းနေ့အကျိုးပေးတယ်အဝါရောင်လိမ္မော်ရောင်နှိုးနှံ့ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်ရင်ထူးခြားတဲ့အကျိုးပေးမှုနဲ့တိုးတက်မှုတွေရမယ်၂၀နှစ်နေ့ဒနာသိတိနေ့ခါဆန်းရှင်တဲ့နေ့အဲဒီနေ့မှာ ရွှေရောင်တွေကြီးတစ်ခုနဲ့ငွေရောင်တွေကြီးတစ်ခုနဲ့ချိတ်တွေပြီးတော့တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့ပိုက်ဆိုင်တဲ့တဲ့ဆောင်းလိုက်ပါထူးခြားစွာကောင်းခြင်းကံနေအနာဂတ်မှာထွန်းပေါက်လာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးစုအားလုံးမင်္ဂလာပါ2025အေဘရုန်20နှစ်ရဲ့နေ့ရက်နေ့30ရက်နေ့အတော်တွေမှာဝေကြီးကံကောင်းမယ်လက်ဖွဲ့မယ်လူရပြည့်စုံမယ်ဘဝတိုးတက်မယ် ရည်မှန်းချက်တွေကိုလက်တွေ့ကောင်းတယ်ပေါ်၍ကောင်းသောကျိုးဆက်ကိုရလိမ့်မယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေတိုလောကန်ချင်းတို့ရဲ့ထူးခြားတဲ့ကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမှာဖြစ်ပါလေ။အလိုရှိရာပြည့်စုံခြင်းကံတွေရှိတယ်။အဲဒီနေ့ဒနာသိတိလက်ခတ်စမ်းရှင်တဲ့နေ့ဖြစ်တဲ့အဲဒီနေ့မှာတန်လိုက်တုံးတုံးကိုရွှေရောင်တုပ်ပြီးတော့အဲ့ဒီတန်လိုက်တုံးကိုလူနဲ့ရှေ့မှာအနာဂတ်မှာစောင်းယူလိုက်ပါအဲ့ဒီထူးခြားတဲ့ကံကို ရနိုင်မယ်။နှစ်ဆန်းတရက်နေ့ကြော်ပြီးပထမဆုံးဒနာသီတိညက်ခတ်ရှင်းတဲ့နေ့လက်ဖွဲ့အောင်ဆောင်ရွက်တာ။၂၃ရက်နေ့မှာတော့ခရီးကံကောင်းမယ်။အလိုရှိရပြည့်စုံမယ်။ရည်မှန်းချက်သစ်တွေကိုဆောင်ရွက်လို့အချိုးရှိမယ်။၂၄ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်။လက်ဖွဲ့မယ်။၂၅ရက်နေ့မှာရှင်ပြန်မှုမှမြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြောက်မယ်။၂၆ရက်နေ့မှာအာမခန္ဓာတော်ယူတာမလုပ်ရဘူး။ သူများပြဒနာကိုပြဒနာဖြစ်တတ်တယ်။၂၈ခုနှစ်နေမှာတော့အရာရာခံကောင်းခြင်းလူရာပြည့်စုံခြင်းနဲ့ဘဝတွတ်တဲ့ခြင်းတွေကိုကျောတွေ့နိုင်တယ်။၂၈ခုနှစ်မှာဥတီကျဲပြောင်းပြီးလှုပ်တာကြိုးပေးတယ်။မတော်တဆနဲ့ကျူဆက်ရမယ်။အနောက်တောင်ရက်ကိုတည်သွားစေခြင်းရှိတတ်တယ်။မနေ့ကိုးနိုင်တဲ့ဆယ်နိုင်ခွဲကြားအသွားလံကျူဆက်ရမယ်။၂၈ခုနှစ်ကအလုံးစုံခံကောင်းခြင်းလူရာပြည့်စုံခြင်းရှိမယ်။၃၀ခုနှစ် ရေပန်းချက်တဲ့ကိုလည်းတွေ့ကောင်းထဲပေါ်ပြီးတော့ဘဝကံတလန်းနဲ့အလိုပြည့်စုံခြင်းနှစ်သာတာကိုချုံနိုင်တယ်။တနင်္လာနေ့အင်္ဂါနေ့ပௌထုနေ့မွေးသူများနဲ့ပူးတွဲ၍ကောင်းသောကျိုးဆက်များရရှိမယ်။တနင်္ဂနွေနေ့တောက်ကြနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်တည်ရှိတတ်တယ်။ရှစ်၆ကိုးကနဲ့နေ့ချိုးပြီးတယ်။အပြာရင်ရောင်အနဲ့ရောင်နဲ့ပြာရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ နေနိဗ္ဗာန်မှာရှိတဲ့သူတို့ကို ရွှေရည်တိုက်ချွေးခြင်းဖြင့်ဤကာလအတွင်းကောင်းသောကျိုးဆက်တွေကိုဖန်တီးရရှိနိုင်တယ်။ဒီပြင်ဒီရက်ပိုင်းတွေအတွင်းမှာဧပြီလ28 29 30ရက်နေ့တွေမှာကောင်းစီကောင်းလျှော်ပြုခြင်းစံကေသာအသွင် ပြောင်းခြင်းတို့ကိုဆောင်ရွက်ထူးခြားတဲ့ကံတွေရလာပါလိမ့်။ယေရှုတည်ပါတယ်။ဗုဒ္ဓနေမွေသူအလုံးမင်္ဂလာပါ။2025ဧပြီလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာ ရှင်ပြန်မှုမှသမျှအောင်မြင်မယ်သူတပားတဲ့သောင်းလောကနဲ့နဲ့စွမ်းသက်တည်တဲ့ကိုရှင်မရှိနေတယ်။ဝင်ဝင်ပဲဘယ်လိုမှစုလို့မရအောင်စုမယ်လို့ကြံရင်တော့ပို့ပြီးတော့ငွေကုန်သွားစရာကြောင်းရှိတယ်။ကိုကိစ္စတဲ့သူတပားကိစ္စတဲ့လောကရဲ့စင်ပြေတဲ့ထူးခြားချက်ကတော့အလုပ်တစ်ခုပဲသူများအတွက်လုပ်ရင်အစီအပြေပြီးကိုယ့်အတွက်ကိုယ်လုပ်ရင်ဒီလုပ်ပဲခက်ခဲနေတတ်တယ်။ဒီကလာဟာအများအတွက်ကိုယ်ကပေးဆက်နေရတယ် ူတစ်ပါးအတွက်လုံရင်ကိုယ့်အတွက်ထိုးကြတဲ့ဂျိုးကျေစုတွေရလာမယ်အပြိုင်ဆိုင်မှန်သမျှမှာတော့ကိုကသူတစ်ပါးနဲ့အမြဲတစေသာနေလိမ့်မယ်ဒီလိုနေသားနဲ့ထိုးကြတဲ့ကံကြမ္မာတွေရှိသလိုအလုတ်ဘဝရည်မှန်းချက်တွေရဲ့အောင်မြောင်ဆွေးနွေးနေတဲ့၁၀ရက်နေ့အဲ့ဒီနေ့ဟာထူးကောင်းတဲ့နေ့ဖြစ်တယ်ကိုလိုသမားလည်းဆင်ပြေမယ်ဒနသိတိနက်ခတ်စမ်းရှင်နေနေလည်းဖြစ်တယ်ပိုက်ဆံတထောင်နံကိုအမွှေးနသာပြန်ပြီးလူနဲ့ဆဆောင်း၂၃ရက်နေ့မှာရံပတိဘက်ကရင်နဲ့ရှင်ပြီးမှလုံးရမယ် အလွယ်မရဘူး24ရက်နေ့ကောင်းချင်းမင်္ဂလာဖျားဖျားလုံးဖြစ်နေမယ်ရည်ရွယ်ပဲလူတန်းဖြစ်နေမယ်25ရက်နေ့မှာအိမ်မက်မဲ့ရင်တွေးထင်မှန်တတ်တယ်ထူးခြားတဲ့အတင်းသမီးကောင်းနေရနေမယ်အရာဝေးရကောင်းသောသတင်းစကားကြုံမယ်26ရက်နေ့လက်ပွင့်ကံပွင့်ချင်းလိုရာပြည့်စုံချင်းကြုံမယ်29ရက်နေ့ရန်တက်ကန်နဲ့ရှင်ပြီးလောက်ရမယ်28ရက်နေ့အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်မတော်တဆနေကိုဂယူဆက်ရမယ် အနောက်တောင်ရောက်ကုန်တည်သွားစရာနေရှိတတ်တယ်။မနေ့9နိုင်နဲ့10နိုင်ခွဲကြအသွားလာနေတဲ့ကယူဆက်ရမယ်။29ရက်နေ့ကတော့အလုံးစုံကံမြန်မာချင်းနဲ့တိုးတက်ချင်းနှစ်သာရတွေပြန်လည်ပေါ်ထွန်းတယ်။30ရက်နေ့ကြံတိုင်းအောင်ဆောင်းတိုင်းမြောက်လုံတိုင်းထုံးပေါက်လေးပဲ။ April 28 29 30 3ရက်ကောင်းစေကောင်းရှုပ်ပြည့်ရထူးထူးခြားခြားကောင်းချင်းကံနဲ့အဆင်ပြေခြင်းတွေကိုရရှိမယ်။ တနင်္လာနေ့သောကြနေ့စနေနေ့မွေးစုတွေကိုကောင်းကျိုးပေးတယ်။တနင်္ဂနွေဗုဒ္ဓနေ့မွေးစုတွေဒုက္ခပေးလိမ့်မယ်။၄၆၉ခဏအကျိုးပေးတယ်အညိုရောင်အပြာရောင်မိခွရောင်ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရှိစေရလို့ငါနေအနီးပါးမှာရှိတဲ့အသက်အရွယ်ကြီးရင်သူတို့ကိုမျက်နှာသို့ဘွာအဖြူရောင်လေးတွေလှူဒန်းပြီးတော့ ုသိုလ်ကောင်းမှုပြုလိုက်ပါကျေးဇူးတင်ပါတယ်ဇာတပတိနေ့ဝေသွားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ22ရက်နေ့ကနေ30ရက်နေ့အတော်တွင်မှရပိုင်권နေလဲဝယ်ပြန်ရခြင်းဝေချိကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းဘဝတိုးတက်ခြင်းအခေခဲအလုံးကိုကျော်လွှားပြီးတော့မူလအနေထားနေပုံမြင့်တဲ့အနေထားတစ်ခုကိုပြောင်းလဲအောင်မြင်တိုးတက်အောင်ဖန်တီးနိုင်တဲ့အခြေအနေကောင်းတွေရမယ်ချက်ချင်းဆုံးဖြတ်ပြီးဆောင်ရွက်လိုက်တဲ့ကိစ္စတွေက ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတို့ကိုဖြစ်ထုံးစေလိမ့်မယ်။ကိုယ်ပိုင်ရပိုင်ခွင့်နဲ့ဆောင်ရွက်မှုတွေမှန်သမျှမှကောင်းသောကျိုးဆက်နဲ့တန်လန်းကိုဖန်တီးပြီးတော့အခွင့်ကောင်းတွေကိုဆောင်ရွက်နိုင်ခြင်းနဲ့တိုးတက်ခြင်းနှစ်သာရကိုရမယ်။ယဉ်ကျေးသူများနဲ့မကြာခဏစကားများတဲ့မထင်မဲ့ပြောင်းလဲလိုက်တဲ့ကိစ္စတိုးတက်သွားမယ်။ယနေ့ရှင်မန်းချက်တဲ့အောင်မြင်မယ်ငွေကြေးကံကောင်းမယ်ဒနာသိတိနက်ခတ်နဲ့ရှင်နေတဲ့ဆန်းရှင်တဲ့နေ့ဖြစ်တော့အဲ့ဒီနေ့မှာ တန်လိုက်တုံးတတုံးကိုပိုက်ဆိုင်ထဲမှာစတင်ပြီးတော့ဆောင်းလိုက်ပါကောင်းချင်းကန်တွေရလာမယ်29ရက်နေ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းကိုကြုံမယ်24ရက်နေ့စမ်းပွင့်မယ်အလိုပြည့်စုံမယ်ဝေကုန်ကြေးကြများမယ်လူသည်မအဆင်ပြေမယ်25ရက်နေ့ပြဿနာဟောင်းတွေဖြစ်ရှင်းရမယ်စိတ်နှောင့်ရှက်တွေရှိမယ်26ရက်နေ့မှာမထင်မှန်ပဲကောင်းသောတည်စကားချမ်းမြေ့ပွဲကောင်းသောအကြောင်းရာဖြစ်မယ်29ရက်နေ့ခရီးကံကောင်းမယ်ပြောင်းလဲတဲ့တိုးတက်မှုရှိမယ် 28ရက်နေ့မမျော်လင့်မဲငွေဝင်မဲမထင်မှတ်ပဲဆင်ပြေမဲပုံမှန်နဲ့ကောင်းချင်းကံကိုကြုံမဲအဲ့ဒီနကဘောရက်ဖြစ်တဲ့အတွက်သွားလာတော့ယူဆရမယ်အနောက်တောင်ရောက်ကိုတီသွားစေအာနေရှိတတ်တယ်မနေ့9ရက်နေ့10ရက်အခွဲအတွင်းအသွားလာနေတန်ယူဆရမယ်29ရက်နေ့ကမှန်းတာနဲ့လက်တွေ့ကြွားတယ်တပတ်သူကတိပြက်လို့ကိုစိတ်ရှိရမယ်30ရက်နေ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းနဲ့စစ်စစ်ဖြစ်ထွန်းသွားမယ်ဧပြီ28 29 30ရက်နေ့ဒီမှာကောင်းစီကောင်းလျှော့ပြည့် ထူးခြားတဲ့ကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေကိုမလွဲသေးချပေါ့ကျုံးမဲ့ဒီတပတ်တာကာလအတွင်းတနင်္ဂနွေတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးမဲ့တနင်္လာကြာသာပတိမွေးသူတွေကိုဒုက္ခပေးလိမ့်မယ်။နှစ်ခိုးကိုးကနံကျိုးပေးမယ်။အဖြူအစိမ်းမိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါအဖြူရောင်ပန်းဝင်ဖျားကတ်လူပူဇော်ပြီးလိုရာဆန္ဒပြည့်ဆန္ဒပြည့်မယ်ကံကောင်းခြင်းကိုကြုံမယ်။ကျေးဇူးတင်ပါ။တောက်ချန်နေမွေးသူအားလုံး မင်္ဂလာပါ2025ခုနှစ်ဧပြီလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်ဟာဘဝရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖို့၍ကောင်းသောကြိုးကျေးဇူးနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တဲ့ရှင်းစွဲနေသားနဲ့ကံမြင့်တဲ့နေသားကိုကူပြောင်းပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရအောင်ဆောင်ရနိုင်တဲ့နေသားတိုးတက်အောင်ဖန်တီးနိုင်တဲ့ကံကြမ္မာအခွင့်လမ်းရည်မှန်းချက်တွေကိုဆောင်ရနိုင်တဲ့အခြေအနေရရရဲ့ အကျိုးပေးမှုအရာရာရာကိုဒီချိန်မှာရပိုင်ခွင့်ရရှိပြီးတော့တိုးတက်မှုရဲ့နေသာတာကိုစနစ်တကျကြုံတွေ့ရလိမ့်မယ်။တစ်ဆယ့်နှစ်နေမှာမိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်ဒနာသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တယ်။အဲ့ဒီနေ့မှာပိုက်ဆံကြွေစေတစေကိုဝိနတ်သာပဲဖြံပြီးလူနဲ့ဆောင်မှာ၂၃ရက်နေ့မှာရှင်ပြိုင်မှုမသမျှအောင်မြင်ခြင်းခက်ခဲကြုံလွားခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်။၂၄ရက်နေ့မှာရန်တိုက်ခနေနဲ့ရှင်ပြီးတော့မယ်။စေဒနာဝေဒနာဖြစ်တတ်တယ် စိတ်ရှင်းနိုင်တော့ဆင်းပြေမယ်25ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကြုံမယ်26ရက်နေ့ခရီးကံကောင်းမယ်ပြောင်းလဲရှိမယ်လိုရာပြည့်စုံမယ်29ရက်နေ့ငွေကြေးလက်ပွင့်ခြင်းကံပွင့်ခြင်းအလိုပြည့်စုံခြင်းကိုကြုံမယ်အဲ့ဒီနေ့မှာတကဘုံရဲ့နေတိုက်ဆိုင်တာတော့ယူဆရမယ်သွာလာနေတိုင်းသတိထားမှာပေါ့အနောက်တော်ရောက်ကိုတီသွားစေနေရှိတတ်တယ်မနေ့9နိုင်နေ10နိုင်ခွဲတင်သွာလာယူဆရမယ် 29ရက်နေ့မှာတော့ဆုံးဖြတ်ချက်မှန်မယ်တရားရဆင်ပြေမယ်တွတ်တက်မယ်30ရက်နေ့ကဆုံးဖြတ်ချက်မှန်ခြင်းအတိုက်ခံအလုံးကိုကျော်ပြီးတော့ဘဝတွတ်တက်မှုကံကိုဖန်တီးနိုင်ခြင်းနဲ့ရရှိပါနိုင်မယ်တနင်္လာနေ့ငါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းချိုးပေးမယ်တနင်္ဂနွေနေ့စနေနေ့မွေးသူတွေဒုက္ခပေးမယ်တစ်လေးကိုကနံချိုးပေးတဲ့အဝါလိမ္မောရွှေရောင်တို့ကိုတောင်းပြီးတော့ လိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်အဝါရောင်ပန်းဝင်လေးတွေဖျားကတ်လူပူဇော်ပြီးတော့တို့ရဆန္ဒပြုပါထူးခြားစွာအောင်မြင်ခြင်းချိုးပြခြင်းများရရှိပါလိမ့်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025 April 22ရက်နေ့ရက်နေ့30ရက်နေ့အတော်အတွင်းမှာဘဝရည်ရွယ်ချက်နဲ့ညီမချက်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးတော့အစ်စ်မြင့်တဲ့နေထားနဲ့ တိုးတက်တဲ့အခြေအနေတွေကိုရရှိနိုင်တယ်။ချက်ချင်းဆုံးဖြတ်ပြီးတော့ကိုလုံးလုံးတဲ့ကိစ္စတွေကကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိနိုင်တယ်။ဝေးကြီးကံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းတို့ရဲ့အနှစ်သာရကိုရမယ့်ကာလတစ်ခုဖြစ်တဲ့စူပေါင်းလုပ်ငန်းအကျိုးပေးမယ်၊မိကောင်းဆွေကောင်းအထောက်အကူရမယ်၊ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ငန်းခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကံကြမ္မာတွေကိုဖန်တီးပိုင်ဆိုင်ခွင့်ရှိတဲ့ကာလနေထားနဲ့အကျိုးပေးတဲ့ကံကြမ္မာရဲ့ အနှစ်သာရကိုကြုံတွေ့ရမယ်နေကံကောင်းခြင်းကို20နှစ်နေမှာကြုံမယ်အဲ့ဒီမှာဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့ဖြစ်တဲ့အိမ်မှာရှိတဲ့ဖရာစင်မှာတပြေသုံးညွတ်တင်ပြီးလက်လာဘကောင်းမှုတွေဆူတောင်းမှနဂတ်တွေထူကြတဲ့ကံရပါမယ်23ရက်နေ့မှာအပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ရန်တိုက်ခံတဲ့ရှင်ပြီးလောမယ်ပြီးမှဆင်ပြေမယ်24ရက်နေ့မှာမထင်မှတ်ပဲအမျိုးသမီးမိတ်ဆွေကြည်ခဲ့တူထာနေကူညီရမယ် အမေနဲ့ပတ်သက်တဲ့ဆွေမျိုးသားချင်းမိတ်ဆွေထံကကောင်းခြင်းလဲရနိုင်တယ်။25ရင်းနေမှာခီးသွားခြင်းကြိုးပြင်းမယ်။အယံဝေးရကောင်းသောသတင်းစကားကြုံမယ်။အဲ့ဒီမှာအိမဲမဲရင်တွေးရင်ထေမှန်တတ်တယ်။26ရင်းနေရတော့မထင်မှတ်ပဲအတိုက်ခံတဲ့ကြုံပြီးမှအစီပြေမယ်။ရန်တိုက်ခံနေတဲ့ရှင်ပြီးမှလောက်ရမယ်။ရပိုင်ခွင့်ဟောင်းနေပြဲရမယ်။28ရင်းနေမှာရင်းကြီးသူများနဲ့စကားများတတ်တဲ့ပဋိပက္ခပြရတတ်တယ်။28ရင်းနေစီးပွားကံကောင်းမဲ့လက်ဖွဲ့မဲ့ဒါမဲ့ အဲ့ဒီဟာငကဘောရက်နဲ့တိုက်ဆိုင်တဲ့နေ့ဖြစ်တော့အသွာလာကြီးဆန်းရမယ်အနောက်တောင်ရကုန်တီသွားစရာတွေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲတွင်အညံ့ရှိတယ်29ရက်နေ့မှာပြဿနာဟောင်းတစ်ခုဖြစ်ရှင်းနိုင်နေပြီအရဝေးနဲ့ဆက်ဆက်ပြီးလောက်တာအချိုးပေးမယ်30ရက်နေ့မှာထူးထူးခြားခြားကံကောင်းခြင်းနဲ့အချိုးပေးခြင်းအခက်အခဲအလုံးကိုကျော်လွှားပြီးတော့လူဆန္ဒရှိသူတို့ကိုဆောင်ရွက်၍ကောင်းသောအကျိုးဆက်တွေကိုရရှိလိမ့်မယ်လို့သတ်မှတ်တယ်တနင်္လာနေ့အင်္ဂါနေ့ ဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးတဲ့တနင်္ဂနွေတောက်ချန်နေမွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်တတ်တယ်။36ရှစ်ကနန်းတွေကျိုးပေးတယ်။အပြန်ရည်ရောင်မိခိုးရောင်နှက်ပြောင်တို့ကိုဝိစာစင်ရင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများလုပ်ပါ။ကောင်းခြင်းကံကြမ္မာများရစေရန်နေနီးပါးမှရှိတဲ့ဖုံးတော်ကြီးเจ้าမှာစံလူဒါနပြုပေးပါ။ယေရှုတင်ပါတယ်။